ကျမ်းမာတော်မူကြပါစခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့ဂျွန်နာ၁၀ရက်နေ့မနက်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရဲမှာဒီ channel လေးကမြေပြင်အခြေအနေတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပထမဦးဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့တိန်ဒီမြို့ကိုစစ်ကောင်စီတန်ပြန်ပေးရင် MNDAA သဘောတူကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာကိုကန်တက်ဖွဲ့ MNDAA တင်ပိုက်ထားတဲ့မြို့တွေတဲကတိန်ဒီမြို့ကိုအနာသိစစ်ကောင်စီကိုစက်တင်ဘာလထဲမှာပြန်လည်လွှတ်အပ်ပေးဖို့ နှစ်ဖက်ဆွေးနွေးမှုအရသဘောတူထားတာရှိတယ်လို့အမည်မဖော်လိုတဲ့သတင်းအရေးမြက်ကပြောပါတယ်။ကိုကန်တက်ဖွဲ့ MNDAA ကသူတို့ထိန်းချုပ်ထားတဲ့လမ်းရှုမြို့ကိုလည်းတရုတ်နိုင်ငံရဲ့ PR ပိတ်တိုက်တွန်းမှုကြောင့်အာဏာသိမ်းစစ်ကောင်စီကိုပြန်လည်ပေးအပ်ခဲ့ပြီးစစ်ကောင်စီတပ်ဟာလမ်းရှုမြို့တွေကို April 22ရက်နေ့မှာဝင်ရောက်နေရယူခဲ့ပါတယ်။အာဏာသိမ်းစစ်ကောင်စီဘက်ကတရုတ်ကြောင်းဝယ်မှုနဲ့ကိုကန်တက်ဖွဲ့ MNDAA နဲ့တွေ့ဆုံတဲ့အချိန်မှာကိုကန်တက်ဖွဲ့တောင်းဆိုတဲ့ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသတွေဟာ 2008ဖွဲ့စည်းပုံအခြေခံဥပဒေတည်းမှာတက်မှတ်ထားတဲ့နေမြေအတိုင်းသာလက်ခံဖို့ဆွေးနွေးခဲ့တာဖြစ်ပြီးကုန်းချမ်းမြို့နယ်နဲ့လောက်ကင်မြို့နယ်ကလွဲပြီးကြံသိမ့်ပိုက်ထားတဲ့မြို့တွေကိုပြန်ပေးဖို့ပြောဆိုခဲ့တယ်လို့ဆိုပါတယ် MNDAA ဘက်ကအဲ့ဒီတောင်းဆိုချက်ပေါ်လိုက်ရောခဲ့သလားဆိုတာကိုတော့သတင်းဌာနရဲ့သတင်းအရင်းမြစ်ကမပြောပေမဲ့တအောင်အမျိုးသားလွတ်မြောက်ရေးတက်မတော် TNL နဲ့အာနာသိန်းစစ်ကောင်စီဆွေးနွေးစဉ်မှာလဲ2008ဖွဲ့စည်းပုံအခြေခံဥပဒေတည်းမှာပါတဲ့နေမြေတက်မှတ်မှုတွေအတိုင်းဆွေးနွေးခဲ့တယ်လို့ဆိုပါတယ် တိန်နီမျိုးကိုကိုကန့်တက်ဖွဲ့ MNDAA နဲ့တော်လန်ရေးပူပေါင်းတက်ဖွဲ့တွေဘက်ကတစ်တုံညာနှစ်ကွန်စစ်စင်ရေးပထမလိုင်းအတွင်းမှာတိမ့်ပိုက်ခဲ့တာဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးသိရှိရတဲ့သတင်းကတော့ပြူစောတီခေါင်းဆောင်ကိုလာပေါင်းများစွာစောင့်ကြည့်ခဲ့ပြီးတဲ့နောက်ပြစ်ကတ်ရှင်းလင်းခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာပဲခူးတိုင်းတာယာဝရီခရင်ကျုပ်ပင်ကောင်းမျိုးနဲ့အရှိဘောရီကုံရွာကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကလာပေါင်းများစွာစောင့်ကြည့်ခဲ့တဲ့ပြူစောတီခေါင်းဆောင်ကိုပြစ်ခတ်ရှင်းလင်းနိုင်ခဲ့တယ်လို့ PTZM GPK PDF ပဲခူးရုံးမှအခြေပြုတက်ဖွဲ့စီကနေသိရှိရပါတယ်။ဇော်လ၈ရက်နေ့ညနေ9နာရီခွဲလောက်မှာစစ်မှုတန်းဟောင်းဖြစ်တယ်လို့အုတ်ချုပ်ရေးမှုနဲ့ပြူစောတိခေါင်းဆောင်တာဝန်ကိုယူထားတဲ့မောင်ငိမ့်ဟာလေတော်ထဲမှာရှိနေချိန်စောင့်ဆိုင်နေတဲ့ကာကွယ်ရေးတက်ဖွဲ့ဝင်တွေကတနက်နေ့ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ဆိုပါတယ်။ကျွန်တော်တို့တွေကအထိုင်ချပြီးတော့သူ့ကိုစောင့်ကြည့်ပြီးမှသူ့လေခွင်းနဲ့ဆင်းတဲ့အခါမျိုးမှာကျွန်တော်တို့တွေတွားရောက်ပြီးတော့စီးနင်းနိုင်ခဲ့တာပါ။ သူပြန်လေကုကံနိုင်ဆိုမရှိဘူးကျွန်တော်တို့ဘက်ကတနက်နဲ့ပြစ်တဲ့အခါမှာသူထွက်ပြေးဖို့လုပ်သေးတယ်မလွတ်ဘူးလေအဲ့ဒီအချိန်မှာပဲသူ့ကိုရှင်းလင်းနိုင်ခဲ့တာလို့တာယာဝတီခရိုင်ကျုပ်ပင်ကောင်းမြို့နယ် BTZM GPK PDF ဘကိုးရုံးမှအခြေပြုတပ်ဖွဲ့ခေါင်းဆောင်ကိုတီဇမင်းကပြောပါတယ်ပြုခေါင်းဆောင်မောင်ငင်းကိုကျောင်းနဲ့ဦးခေါင်းကိုပြစ်ခတ်ရှင်းလင်းခဲ့တယ်လို့ဆိုပါတယ်ပြစ်ခတ်ရှင်းလင်းခဲ့ပြီးတဲ့နောက်ကစင်းရုပ်ပေါ်မှာတင်ထားတဲ့သူ့ရဲ့လွယ်အိတ်ကိုဖြန့်ချီရာမှာလက်ပစ်ဘုံနှလုံးတွေ့ရှိခဲ့တဲ့အတွက်သိမ်းဆည်းခဲ့တယ်လို့ဆိုပါတယ် ောင်ငိမ့်ဟာစစ်ကောင်စီတပ်သားတွေနဲ့ပေါင်းပြီးသူနဲ့အဆင်မပြေတဲ့ပြည်သူတွေကိုဖမ်းဆီးကစစ်မှုထမ်းဖို့အတွက်ပို့ဆောင်တာမျိုးတွေလုပ်တယ်လို့ဖမ်းဆီးထားတဲ့သူတွေတဲကငွေကြေးအဆင်ပြေသူတွေကိုကြက်သိန်း150ကနေသိန်း100အထိတောင်းပြီးတွားရောက်ထုတ်ပေးတာမျိုးလည်းလှုပ်ဆောင်တယ်လို့သိရှိရပါတယ်။သူ့ရဲ့လှုပ်ဆောင်ချက်တွေကဘလောက်ထိရှိလဲဆိုရင်အရင်ကဆိုရင်ဖန်စီခံရတဲ့ပြည်သူတွေအများကြီးရှိတယ်ပေါ့နော်ဖန်စီခံရတဲ့သူတွေတဲကသူမကြည်နဲ့တဲ့သူတွေဆိုရင်စစ်မှုထမ်းကိုထိပ်ပေးလိုက်တာမျိုးတွေ စစ်မှုထမ်းဆွဲခိုင်းတာမျိုးတွေနောက်တစ်ခုကစစ်တပ်ကနေပြီးတော့ရွာသားတွေကိုဖမ်းပေးတာမျိုးတွေရှိတယ်။ရှိတဲ့အခါမျိုးတွေမှာစစ်မှုထမ်းတွေဖမ်းလာတာမျိုးဆိုရင်သူကပတ်စံတက်နိုင်တဲ့သူတွေဆိုလို့ရှိရင်350 200တက်နိုင်တဲ့သူမျိုးဆိုရင်သူထုတ်ပေးတယ်ပေါ့အဲ့ဒီအထဲမှာလည်းယူတယ်ပြီးရင်လည်းသူ့အတွက် percentage က30 40သူ့အတွက်တရားတောင်းပြီးလိုက်ထုတ်ပေးတာမျိုးတွေလည်းရှိတယ်လို့ကိုတေစာမင်းကဆိုပါတယ်။ပြူကောင်းဆောင်မောင်ကြီးကိုရှင်းလင်းပြတဲ့နောက် ကြေးရွာမှာသူနဲ့အဆင်မပြေသူတွေကိုစစ်အုပ်စုကလိုက်လံဖမ်းဆီးတာမျိုးတွေရှိတယ်လို့ဆိုပါတယ်။မောင်ငိမ့်တိတ်ဆုံးရခြင်းဟာဒေသခံတွေနဲ့မပတ်သက်တယ်လို့ဒေသခံတွေလည်းအစိုးရလှုပ်ဆောင်ချက်ကိုမသိရှိဘူးလို့ BTZM GPK PDF ဘကိုးရုံးမှအခြေပြုတက်ဖွဲ့ကောင်းဆောင်ကုတ္တိစမင်းကပြောပါတယ်။အခုဆိုရင်သူ့ကိုရှင်းလင်းပြတဲ့နောက်ပိုင်းဘော်ဒီဂုံရွာမှာဘလို့ဖြစ်လာလဲဆိုရင်အရင်ကသူတို့တွေနဲ့မတည့်တဲ့သူတွေကိုဖမ်းဆီးတယ်လို့ကျွန်တော်တို့တွေသတင်းကြားလိုက်ကြတယ်။အမှန်တော့သူတို့တွေနဲ့ဘာမှမပတ်သက်ဘူးလေ။ ူတို့လည်းသိရတာမဟုတ်ဘူးကျွန်တော်တို့တွေက2022ပိုင်းလောက်ကတည်းကသူ့ရဲ့အချက်အလက်တွေကိုအကုန်ရှိပြီဒါမျက်ချီမပြတ်တာစောင့်ကြည့်နေတာမရှင်းလင်းနိုင်ခဲ့သေးလို့အခုအချိန်မှရှင်းလင်းနိုင်လို့ရှင်းလင်းလိုက်ရတာဖြစ်တယ်လို့ဆိုပါတယ်ပြူကောင်းဆောင်မောင်ကြီးဟာကုန်းရွာကွင်းချောင်းမှာအထိုင်ချထားတဲ့စစ်ကောင်စီတပ်နဲ့ပြူစော်တီတပ်ဖွဲ့တွေရဲ့လိုအပ်ချက်တွေကိုထောက်ပံ့ပေးသူတယောက်ဖြစ်တယ်လို့လည်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်သိရှိရတဲ့သတင်းကတော့ကြိုင်မယောနဲ့ကွန်ကရစ်မြို့နဲ့အဆက်မှာရှိတဲ့ပန်ရက်ကြီးရွာနေအိမ်စာတင်ကျောင်းကိုစစ်တပ်ကလေရင်နဲ့ဘုံကျဲမှု ကလေးငယ်တအူးအပါအဝင်၄ဦးသေဆုံးပြီး35ဦးထပ်မင်းဒဏ်ရာရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာမွန်ပြည်နယ်ကြံမယုံမြို့နယ်နဲ့ကွန်ကရစ်မြို့နယ်အစပ်ပန်ရက်ကျွော်မှာရှိတဲ့ကလေးငယ်များကိုစာတင်ကြားပေးနေတဲ့နေအိမ်စာတင်ကျောင်းကိုအကြံဖတ်စစ်တပ်ကလေရင်နဲ့ဘုံကျဲချခဲ့ရာမှာကလေးငယ်တအူးအပါအဝင်၄ဦးသေဆုံးသောကြောင်းဒေသပြည်သူများကပြောကြားပါတယ်ဇော်လ9ရက်နေ့မွန်လယ်နေ့ခွဲချိန်မှာတိုက်ပွဲဖြစ်ပွားခြင်းရှိပဲအကြံဖတ်စစ်တပ်ကပန်ရက်ကြီးရွာအတွင်းနေအိမ်စာတင်ကျောင်းကို လေရင်နဲ့ဘုံတုံလုံးကျဲချခဲ့ကြောင်းဘုံကျဲချမှုကြောင့်ကလေးငယ်တဦးအမျိုးသားတဦးနဲ့အမျိုးသမီးနှဦးစုစုပေါင်း၄ဦးတိတ်ဆုံးကအများပြားထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ကိုထူကိုထကျောင်းမှာလွန်ခဲ့တဲ့ရက်တွေကစာတင်ကျောင်းမှာပဲစာတင်နေတာပါ။ဒါပေမဲ့လေရင်ကြောက်လို့နေအိမ်ကိုရွှေ့ပြီးစာတင်နေတော့လေရင်နဲ့ဘုံလာကျဲပြီးလာစော်သွားတာစာတင်တဲ့အိမ်ကိုပဲဘုံတက်တက်လာကြတာလို့ဒေတာပြည်သူတို့ကပြောကြပါဗျ လက်ရှိဒဏ်ရာရရှိတဲ့စရင်မှာစုစုပေါင်းကလေးငယ်နဲ့လူကြီးများအပါအဝင်ဒဏ်ရာရရှိသူဥယေ35ဦးထက်ရှိကြောင်းဒဏ်ရာရရှိသူများကိုစေယုံတင်ပို့ကုသနေရကြောင်းသိရှိရပါတယ်။အကြံဖတ်စစ်ကောင်စီရဲ့ဘုံကျဲတက်ခိုက်မှုကြောင့်နေအိမ်၃လုံးလဲထိခိုက်ပျက်စီးခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။ထပ်မံသိရှိရတဲ့သတင်းကတော့ကစားစရာတနက်နဲ့အမှုတိဆောက်ပြီးကျောင်းနှစ်ကလေးကိုပါဖမ်းဆီးထားတဲ့စစ်ကောင်စီဆိုတဲ့သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးပါမယ်ခင်ဗျာ။စစ်ကောင်စီဟာဗိုလ်မှူးချုပ်အောင်ချုပ်ထွန်းအောင်ပြစ်ခတ်ခံရမှုနဲ့ပတ်သက်ပြီး လူ၁၆ယောက်ကိုဆွဆွဲဖမ်းဆီးထားတယ်လို့ဇွန်လ9ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီလူ၁၆ယောက်ထဲမှာစစ်ကောင်စီကချိုထွန်းအောင်ကိုပြစ်ခတ်ခဲ့သူဖြစ်တယ်လို့ Golden Valley Warriors တပ်ဖွဲ့ဝင်လို့သူတို့ယူဆထားတဲ့မြို့ကိုကိုရဲ့ဇနီးဖြစ်သူနဲ့အသက်ချောင်းတဲ့အရွယ်တမင်းငယ်ကိုပါဖမ်းဆီးခဲ့တာဖြစ်ပါတယ်။အဲ့ဒီဖြစ်စဉ်မှာအငိမ့်စားပုံမှုချုပ်ချိုထွန်းအောင်တည်ဆုံမှုအတွက်ဖမ်းဆီးရရှိမှုအခြေအနေကိုသတင်းထုတ်ပြန်ရမှာလဲကစားစရာတနက်ပုံကိုတတိကံပစ္စည်းအဖြစ်ဖော်ပြလာတာပဲဖြစ်ပါတယ်။ဒါပေမဲ့အငိမ့်စားပုံမှုချုပ်ချိုထွန်းအောင်ကိုရှင်းလင်းခဲ့တဲ့ Golden Valley Warriors အဖွဲ့ကတော့အခုစစ်ကောင်စီဖမ်းဆီးထားတဲ့သူတွေဟာသူတို့အဖွဲ့ကရဲဘော်တွေမဟုတ်ကြောင်းအပြစ်မဲ့ပြည်သူတွေကိုဖမ်းဆီးထားတာဖြစ်ကြောင်းအခိုင်အမာဆိုထားပါတယ်။တကယ်တော့ခုနှစ်နှစ်အောက်ကလေးရဲ့ကျူးလွန်မှုဟာဘလို့မှပြစ်မှုမမြောက်ဘူးဆိုတာရစသက်ကြီးမှအတိအလင်းပါပြီးသားဒီထက်ရှင်းတာမရှိပါဘူး။အမှုကိုကြည့်ရင်လည်းဒီကလေးကဒီအမှုနဲ့ဆိုင်စရာအကြောင်းလည်းဘာမှမရှိပါဘူး။အဲ့ဒီတော့ဖမ်းတာကလည်းတရားမဝင်ပါဘူး။ တရားသူကြီးတွေလည်းလက်မှတ်ထိုးပြီးယမန်ပေးတာမျိုးရှိမှာမဟုတ်တလို့ရဲတွေကလည်းဒီဟာကိုတရားခံစရင်နဲ့ထည့်ပြီးတော့ယမန်တောင်းတာမျိုးလုံးဝရှိမှာမဟုတ်ပါဘူးနိုင်ငံတော်သတင်းစာမှာတမင်တကာကိုမဆိုင်တဲ့သူတွေကိုလည်းဒီလိုလုပ်လို့ရတယ်ဆိုတာကိုပြည်သူလူထုကိုတိတ်ခါမရှိလုတ်ပြတယ်လို့ပဲထင်ပါတယ်ဒီလိုမျိုးကိုပေးနိုင်ငံမှမလုပ်ဘူးဘယ်လောက်ဆိုးတဲ့နိုင်ငံဖြစ်ပါစေဒီလိုလုတ်ရက်ကိုမလုပ်ပါဘူးကလေးကအုတ်ထင်းသူမရှိလို့ထောင်ထဲကိုမိဘနဲ့အတူခေါ်လာတာမျိုးလားအဲ့လိုဆိုရင်လည်းအမှန်အတိုင်းရှင်းပြတင်ပါတယ် အခုလောက်ရကအတော်လေးကိုတိတ်ခါမဲ့ပါတယ်လို့ CDM မြို့နယ်တရားသူကြီးတင်စာမြကပြောပါတယ်စစ်ကောင်စီထံကနေတင်ပတ်ရရှိခဲ့တဲ့လက်နက်တွေရဲ့အတုံးဝင်ပုံနဲ့ဆက်ဆက်အကြောင်းအရာတွေကိုမျှဝေလေရှိတဲ့ Tactical Raptor 2.0ကလည်းစစ်ကောင်စီဟာအငိမ့်စားပုံမှုချုပ်တူလုံးချံခံရတဲ့ကိစ္စမှာတော့တက်တဲ့တေချာမတိဆောက်နိုင်ပဲကျောင်းနဲ့ကလင်းငယ်ကိုပန်းပြီးကစားစရာတနက်နဲ့အမှုတိဆောက်ထားတာဖြစ်တယ်လို့ဆိုပါတယ်စကစကနဲ့ခက်တီတီနဲ့တပ်ပုံပြပြီးတော့ ပစ္စတိုကအယုတ်တနတ်ဆိုတာကြည်ကက်မဂ္ဂဇင်းကိုကြည်ရင်သိနိုင်ပါတယ်။ကြည်ကက်မှာတက်တူရောင်စလင်ဒါလေးတစ်ခုပါနေတာကိုတွေ့ရမှာပါ။ဒါက CO2 cartridge တစ်ခုဖြစ်ပြီး CO2 gas ထည့်ပြည့်ရတဲ့ airsoft ကစားစရာတနတ်တွေမှာတုံးတာဖြစ်ပါတယ်။ကြည်ကက်ထဲမှာကွန်ဆစ်လေးတွေထည့်ရတဲ့စလင်ဒါထဲမှာထည့်ထားတဲ့ CO2 gas တွန်းအားနဲ့ကွန်ဆစ်ကိုပြစ်တဲ့မောင်းပြန်စေပါတယ်လို့ကလေးကစားစရာတနတ်ရဲ့အလုတ်လုပ်ပုံကိုလည်း Tactical Raptor 2.0ကရှင်းပြထားပါသေးတယ်။ ပြစ်ခတ်ရှင်းလင်းခံခဲ့ရတဲ့အငြိစားဗိုလ်မှူးချုပ်ချွတ်ထွန်းအောင်ဟာစစ်တပ်အရာရှိကြီးတွေသာတက်ရောက်ရတဲ့နိုင်ငံတော်ကာကွယ်ရေးတပ်ကတူ National Defense College NDC မှာ Internet Security and Counter Terrorism နိုင်ငံတော်လုံခြုံရေးနဲ့အကြမ်းဖက်မှုတိုက်ဖျက်ရေးဘာသာရပ်နဲ့နိုင်ငံတကာဆက်ဆံရေးဘာသာရပ်နှစ်ခုကိုတင်ကြားပေးနေသူလည်းဖြစ်တယ်လို့သိရှိရပါတယ်။ဒါအပြင်အကြမ်းဖက်မင်းအွန်လိုင်းပေးအပ်တဲ့ ဝနကျော်တင်ပွဲကိုလည်း2023ခုနှစ်မှာရရှိခဲ့သူဖြစ်ပြီးစစ်ကောင်းဆောင်အားကိုအကြံဉာဏ်ယူရတဲ့ဗိုလ်ချုပ်ဟောင်းတွေထဲမှာလည်းပါဝင်တယ်လို့ဆိုကြပါတယ်။ဒီအတွက်လက်ရှိမှာအချမ်းဖတ်စစ်တပ်ကနေအငင်းစားယူထားပေမဲ့နေ့စဉ်ဖြစ်ပျက်နေတဲ့လူမဆန်မှုတွေအတွက်စစ်ဘက်ဆိုင်ရာတင် जा ပို့ချနေသူတွေကိုလည်းစည်ရေးပြတ်မှတ်ဖြစ်တတ်မှတ်တုတ်တင်ခဲ့တာဖြစ်တယ်လို့ Golden Philly Warriors တာဝန်ရှိသူကပြောခဲ့ပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးကြတာကတော့နိုင်ရကန် MPD တာဝါတိုင်းစခန်းကုန်းအသိန်းခံလိုက်ရပြီးနောက်လီချောင်းရံကာကိုရေးအမြောက်စခန်းကိုစစ်ကောင်စီအင်အားထပ်ဖြည့်နေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာရခိုင်မကွေးတိုင်းအဆက်အမ်ဘရန်လန်ဟောင်းဘော်ကငဖဲမြို့နယ်အပိုင်နိုင်ရကန် MPD တာဝါတိုင်းစခန်းကုန်းကိုအရကတက်တော်အင်းအင်းနဲ့ပူးပေါင်းတော်လှန်ရေးတပ်တွေကဇွန်လ၄ရက်နေ့မနက်မှာအလုံးစုံ ရှင်းလင်းသိမ်းယူလိုက်တာကြောင့်အဆိုပါ MPD တာဝါတိုင်းစခန်းကုန်းနဲ့တမိုင်ခွဲကန်အကွာမှာအခိုင်အမာတည်ရှိနေတဲ့နိုင်ရကန်အမြောက်ပြူဝါကုန်း လီချောင်းရဲ့ကာကွယ်ရေးစခန်းကိုစစ်ကောင်စီဘက်ကနေ့စဉ်အင်အားပို့ဆောင်ထားကြောင်းစီးရီးတည်င်းအရေးမြစ်ကပြောဆိုပါတယ်။ MPD တာဝါတိုင်းဂုံးနဲ့လီချောင်းရဲ့စခန်းဟာလမ်းကျောတစ်ခုတည်းပေါ်မှာတိဆောက်ထားတာလီချောင်းရဲ့ကာကွယ်ရေးအမြောက်ကုန်းကပုံမြင့်နေအခုစစ်ကောင်စီဘက်ကမကွေးဘက်ကနေလက်နက်ခဲယမ်းလူအင်အားပို့နေတာပေါ့မဆာက939မှာစုဖွဲ့မှုလုပ်တဲ့ပြီးရင်စုံကုန်းရွာမှာရှိတဲ့အမြောက်တပ်အမတ်တ439ကိုပို့တဲ့ အဲ့ဒီကနေတဆင့်နှဲ့ရီကအမြောက်ကုန်းကိုပို့တယ်လို့တော်လန်ရစ်တက်တဲ့နီးစပ်သူတူဦးကဆိုပါတယ်ရခိုင်ရိုးမပေါ်မှာရှိတဲ့နှဲ့ရီကန်ဗျူဟာအမြောက်စကန်ဟာစစ်ကောင်စီအင်အား400နဲ့600ကြားမှာစုဖွဲ့ထားတဲ့အခိုင်အမာစကန်တစ်ခုဖြစ်ပြီးတော်လန်ရင်အင်အားစုတွေမြေပြတ်ဒေသကိုထိုးဖောက်နိုင်ဖို့ရခိုင်ရိုးမပေါ်ကနောက်ဆုံးခန်းစစ်စခန်းကြီးတစ်ခုလည်းဖြစ်ပါတယ်စစ်ကောင်စီဟာဇွန်လကုန်အထိအပြစ်ခတ်ရစေးကြောင်းထုတ်ပြန်ထားပေမဲ့လည်းမြေပြင်မှာအင်အားဖြည့်စစ်ကြောင်းထိုးခြင်းတော်လန်ရင်အဖွဲ့များတင်ပိုက်တင်းကျုပ်ထားတဲ့ဒေသမှာရှိတဲ့ လူနေအိမ်စာတင်ကျောင်းဆေးရုံဆေးကန်းနဲ့စေဘေးရှောင်စခန်းများကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခြင်းကိုနိုင်ငံအနှံ့လှုပ်ဆောင်လက်ရှိနေပါတယ်ခင်ဗျာထပ်မံပြီးတင်ဆက်ပေးကြတာကတော့မင်းအောင်လိုင်းနဲ့ရှီကျင့်ဖျင်းကိုဗျိုင်းတူစိန်ခေါ်လိုက်တော့အေအေရဲ့ကြောက်ဖြူဒိုးစစ်ဆိုတဲ့အရန်ကောင်းတဲ့သတင်းဆောင်ပါလေးတစ်ပုဒ်ကိုတင်ဆက်ပေးပါမယ်ခင်ဗျာ16နှစ်သားအေအေကစစ်ကောင်စီနဲ့တရုတ်အစိုးရကိုတပြိုင်တည်းရင်ဆိုင်နေရတဲ့ကြောက်ဖြူဒိုးစစ်ဟာအေအေတက်ချုပ်ရဲ့ခေါင်းဆောင်မှုကိုအကြီးမားဆုံးဆန့်တက်မဲ့စစ်ပွဲလေးဖြစ်ပါတယ် အရခတ်တတော်အေးဟာရကိုင်းပြည်နယ်အတွင်းမှာစစ်ကောင်စီဆက်လက်ထိန်းချုပ်ထားဆဲဖြစ်တဲ့စစ်တွေနဲ့ကြောက်ပြူမျိုးကိုမေလာအတွင်းထိုးစစ်များစတင်ခဲ့တဲ့တည်င်းထွက်ပေါ်လာခဲ့ပေမဲ့လည်းရခိုင်မျိုးသိန်းထိုးစစ်များနဲ့မတူစစ်ရေးတည်င်းအချက်အလက်များကိုအတူလျှို့ဝှက်ထားပြီးယနေ့အချိန်ထိမြေသည့်ကျင်းညာကျမ်းမှာတရားဝင်ထုတ်ပြန်ခြင်းမရှိသေးပါဘူးအဲ့ဒီအခြေအနေမှာကြောက်ပြူမျိုးရဲ့အနောက်တောင်ဘက်10ကီလိုမီတာခန့်အကွာမလာကျွန်းကြီးရွာမှာရှိတဲ့တဘာဝတန်းငွေတန့်စင်စခန်းတွန်းပို့ဆက်ယုံ တရုတ်အစိုးရပိုင်ပါဝါချိုင်းနာကုမ္ပဏီကတိစောက်လက်ပတ်နေတဲ့တဘာဝတန်းငွေတအားပေးစရုံ China National Petroleum Corporation Company ရဲ့တဘာဝတန်းငွေပိုင်လိုင်းထိန်းချုပ်ပုလစကန်နဲ့ကက်လျက်တောင်ကုန်းပေါ်မှာရှိတဲ့စကန်ကုန်းကိုအင်အီကမေလ29ရက်နေ့မှာ drone များနဲ့တိုက်ခိုက်တဲ့သတင်းများထွက်ပေါ်ခဲ့ပါတယ်။အဲ့ဒီစကန်မှာစစ်တပ်ကခန်းစစ်ကရုတ်ချင်းများအခိုင်မာတိစောက်တပ်ဆွဲထားပါတယ်။အဆိုပါတိုက်ပွဲများအတွင်းမေလ26ရက်နေ့မှာစစ်ကောင်စီတပ်နီးပြူဝါမှုဗိုလ်မှူးချုပ်အဆင့်တဦးသေဆုံးခဲ့ပြီး စစ်ဦးစီးမှုပထမတန်းအဆင့်ဒုတိယဗိုလ်မှူးကြီးတဦးနဲ့တပ်ဖွဲ့ဝင်အချို့ကိုမေလ30ရက်နေ့ကအေအေကဖမ်းဆီးရမိကြောင်းတတင်းနဲ့တပ်ပုံများကိုဒေတာရင်းတတင်းမီဒီယာတစ်ခုဖြစ်တဲ့ Nirus ရာသတင်းဌာနကဖော်ပြခဲ့ပါတယ်။ရုတ်တရက်ထွက်ပေါ်လာတဲ့ထူတတင်းများကမြည်သည့်လာရကိုညွန်ပြနေပါတယ်လေ။အေအေရဲ့ရခင်မျိုးသိန်းစစ်စင်ရေးများနဲ့ချိန်ထိုးကြည့်မယ်ဆိုရင်ကြောက်ဖြူအခြေဆိုင်စစ်တပ်ရဲ့စစ်စင်ရေးကိုကဲမှုအစစ်မြစ်အရာရှိများတေဆုံဖမ်းဆီးခံရတဲ့တတင်းများကကြောက်ဖြူမျိုးဟာ အေးအေးလက်အောက်အခြေမူ၍ရောက်ရှိသွားနိုင်တဲ့ရှေ့ပြေးလက္ခဏာဖြစ်လာပါတယ်။ရင်းဟာတရုတ်အစိုးရရဲ့စိုးရိမ်ပူပန်မှုများကိုငယ်တဲ့ရောက်သွားစေနိုင်တဲ့သတင်းဖြစ်ပါတယ်။အကြောင်းမှာရခိုင်ကမ်းရိုးတန်းပေါ်မှာရှိတဲ့ကြောက်ဖြူမြို့ဟာမြန်မာနိုင်ငံမှာရှိတဲ့တရုတ်အကျိုးစီးပွားများရဲ့ဗဟုချက်သို့မဟုတ်နှလုံးသားတပ်ဖွဲ့အရေးပါလာပါတယ်။ယခုအခါတရုတ်နှလုံးသားကိုပြစ်မှတ်ထားတဲ့ကြောက်ဖြူဒုစစ်ကိုအေးအေးကမြို့သိမ်းတိုက်ပွဲအထိဆစ်ရှိန်မြင့်လာနေပြီလားဆိုတာတော့စိတ်ဝင်တစားစောင့်ကြည့်ရပေတော့မယ်။ တရုတ်အကျိုးစီးပွားလုပ်ငန်းတို့ကိုကာကွယ်ပေးရန်တရုတ်စီမံကိန်းနေရာများအနီးတောင်ကုန်းငယ်များပေါ်မှာတက်ဆွဲထားတဲ့စစ်တပ်စခန်းကိုအေအေးရဲတိုက်ခိုက်မှုဟာဘေကျင်းမြို့တော်မှာရှိတဲ့တရုတ်ခေါင်းဆောင်များကိုစိန်ခေါ်နေပြီးတကယ့်သူရှိနေပါတယ်။တရုတ်အကျိုးစီးပွားကိုတိုက်ရိုက်ချင်းချောက်လိုက်ချင်းကြောင့်အေအေးရင်ဆိုင်ရမဲ့တရုတ်ဖိအားများကအဘယ်နည်းတရုတ်နေဆက်အခြေစိုက်ကိုကန် MNDAA တအောင် TNL တပ်ဖွဲ့များနဲ့မတူတဲ့အာသာချက်များအေအေးမှာရှိနေသည်ကအမှန်ပင်ဖြစ်ပါတယ်။ချောက်ဖြူမြို့ဟာရံပြဲကျွန်းရဲ့မြောက်ပိုင်းမှာတည်ရှိပြီး ကျွန်းရဲ့တောင်ပိုင်းမှာတော့ရမ်းပြည့်မြို့တည်ရှိနေပါတယ်။2023ခုနှစ်နိုဝင်ဘာလ23ရက်နေ့ရခိုင်ပြည်နယ်မှာစတင်ခဲ့တဲ့တစ်တုံညာနှစ်ခွန်စစ်စင်ရေးအတွင်းရမ်းပြည့်မြို့ကို3လကြာထိုးစစ်ဆင်ပြီးတဲ့နောက်2024ခုနှစ်မတ်လ17ရက်နေ့မှာ AA ကသိမ်းပိုက်နိုင်ခဲ့ပါတယ်။ထိုးစင်ကလေးကရမ်းပြည့်မြို့သိမ်းတိုက်ပွဲပြီးရင်ကျောက်ဖြူမျိုးကိုဆက်တိုက်ထိုးစစ်ဆင်မီလာဟုစိုးရိမ်စိမ့်နဲ့မြို့ခံပြည်သူအများပြစစ်ပေးရှောင်ခဲ့ကြဘူးပါတယ်စစ်ကောင်စီရဲ့2024ခုနှစ်အော်တိုဘာလတကောင်စီရင်ကောက်ယူမှုမှာ ကျောက်ဖြူမြို့နယ်ရဲ့လူဦးရေကို9,296ဦးသာ ဖော်ပြထားပါတယ်။2014ခုနှစ်တကောင်စရင်မှာတော့လူဦးရေမှာ36,5352ဖြစ်ပါတယ်။9,386ဦးယောနေနေခြင်းလည်းဖြစ်ပါတယ်။အဆိုပါပျောက်ဆုံးသွားတဲ့လူဦးရေဟာစစ်ကောင်စီစရင်မကောက်ယူနိုင်တဲ့အေးအေးထိန်းချုပ်ဒေသများတွင်ကိုရောက်ရှိနေခြင်းအချမ်းမြို့များသို့ပြောင်းရွှေ့သွားခြင်းတို့ကြောင့်ဖြစ်နိုင်ပါတယ်။ကျောက်ဖြူထိုးစစ်ရက်တက်ရန်တရုတ်အစိုးရ PR စတင်ပေးလာခြင်း တရုတ်အစိုးရဟာကြောက်ပြူမျိုးကိုတင်းယူနိုင်ရန်ထိုးစစ်ဆင်နွှဲနေတဲ့အေအေကိုဖိအားပေးလာပြီးဖြစ်ပါတယ်။မကြာသေးခင်က လာရှိုးမျိုးပေါ်ရက်ွက်များကိုကိုကန့်တက်ဖွဲ့ MNDAA ကစစ်ကောင်စီလက်ထက်ပြန်လည်လွှဲပြောင်းပေးခဲ့ရပါတယ်။တရုတ်အစိုးရရဲ့အပြစ်ခတ်ရက်စေးရေးစောင့်ကြည့်ရေးအဖွဲ့ဦးဆောင်တဲ့အဲ့ဒီဖြစ်စဉ်မှာလာရှိုးမျိုးအထိကိုတိုင်ကွင်းစင်ကြီးကျက်ဆောင်ရွက်ခဲ့တဲ့အာရှရေးရာအထူးကိုယ်စားလှယ်တင့်ရှိချင်းကမေလကုံပိုင်းမှာကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ AA ကိုယ်စားလှယ်များကိုတရုတ်နိုင်ငံမှာတွေ့ဆုံခဲ့ပါတယ်။ အဲ့ဒီလိုတွေးဆစဉ်မှာဗမော်နဲ့ကြောက်ဖြူမျိုးကိုထိုးစစ်များဆက်မလုံရဖိအားပေးခဲ့ကြောင်းအေယာဝတီသတင်းဌာနကဇွန်လ3ရက်နေ့မှာသတင်းဖော်ပြခဲ့ပါတယ်။ကချင်ပြည်နယ်တောင်ပိုင်းဗမော်မျိုးဟာနိုင်ငံရဲ့အသက်သွေးကြောတပ်ဖွဲ့မြောက်ဖျားပိုင်းမှာတောင်ဘက်မြေဝကျုံးပေါ်အထိမဟာပြူဟာကြကြဖြတ်တန်းစီစဉ်လျက်ရှိတဲ့အေယာဝတီမြေအတွင်းမှာစိတ်ကဲမျိုးကြီးဖြစ်ပါတယ်။အထက်မြန်မာပြည်ရဲ့ထိုးစိတ်ကဲမျိုးကိုတရုတ်နယ်စပ်မှအတူဆုံးကုန်းလန့်ခီးဖြင့်ရောက်ရှိနိုင်ပါတယ်။ဗမော်မျိုးဟာတရုတ်အစိုးရရဲ့မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ပိုးလမ်းမရက်ဝတ်နဲ့လမ်းကြောင်း VRI စီမံကိန်းရဲ့ပထဝီမဟာပြူဟာမြောက်မြို့ Geo Strategic Point ဖြစ်ပါတယ်။ဗမော်မြို့ကို KIA ထိန်းချုပ်နိုင်ရင်မြေရှားတပ်တူတိုက်များရဲ့ဗဟုချက်ဖြစ်တဲ့ပန်ဝါဒေတာကိုထိန်းချုပ်နိုင်တဲ့ကဲ့သို့တရုတ်အစိုးရရဲ့ဆက်ဆံရေးမှချင်းကွင်ရှာတိုးလာမှာဖြစ်ပါတယ်။သို့တော့ဗမော်မြို့မှာတရုတ်ရဲ့ယင်းနီမြို့နယ်မှုများမြေပြင်မှာတည်ရှိမနေသေးပါဘူး။ဗမော်နဲ့နိုင်ရှင်ကြည်လင်ကြောက်ပြူဟာတရုတ်အစိုးရအတွက်အိန္ဒိယသမုဒ္ဒရာကိုမဟာပြူဟာထွက်ပေါက် strategic access to indian ocean ဖြစ်ပြီးကြောက်ဖြူမြို့မှာဒေါ်လာဘီလီယံနဲ့ချီတဲ့တန်ဖိုးကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုများရှိနေပြီဖြစ်ပါတယ်။ထို့ကြောင့်မြို့နှမြို့အပေါ်တရုတ်အစိုးရရဲ့စိုးရိမ်ရေမှတ်ကွာခြားချက်ကိုမှန်းဆနိုင်ပါတယ်။ထို့ကြောင့်ဒေါ်လာဘီလီယံနဲ့ချီတဲ့တန်ဖိုးကြီးမားတဲ့တရုတ်ရင်းနှီးမြှုပ်နှံမှုများတည်ရှိရာကြောက်ဖြူမြို့ကိုတင်နိုင်ရေးအေအေထိုးစစ်အခြေအနေကိုပုံမတိရှိနိုင်ရန် Google Earth မြေပုံပေါ်မှာစစ်တပ်ရဲ့တရင်တည်နေရာများတရုတ်စီမံကိန်းနေရာများအနည်းဝန်းကျင်ကြီးရွာတချို့နဲ့ တဘာဝတင်းငွေပိုက်လိုင်းတိဆောက်ဖြတ်တန်းထားတဲ့နေရာများကိုဖော်ထုတ်လေ့လာတုံ့သက်ကြည့်ခဲ့ပါတယ်။မြေပြင်မှာထွက်ပေါ်လာတဲ့တိုက်ပွဲသတင်းများပေါ်အခြေခံထားပြီးမြေပုံလေ့လာချက်အရရန်ပြေကျွန်းမြောက်ပိုင်းအစွန်းမှာရှိတဲ့ကြောက်ဖြူမြို့ကိုကျွန်းရဲ့တောင်ပိုင်းရန်ပြေမြို့ဘက်မှ၎င်းကြောက်ဖြူမအီကားလန်အတိုင်းကြောက်ဖြူမြို့နဲ့အတွင်းမှာရှိတဲ့စနေမြို့မှ၎င်းအီအီကကြောက်ဖြူရဲ့အချက်အချာနေရာများကိုဝိုင်းပတ်ပိတ်ဆို့ထားပုံရပါတယ်။ထို့ကြောင့်တရုတ်ထူးကိုစလေတိတ်ရွှေကျွန်းဟာအီအီကောင်းဆောင်ပိုင်းကိုတွေ့ဆုံပြီး ကြောက်ဖြူထိုးစစ်ရက်တံရဖီအားပေးလာခြင်းဖြစ်ပေလိမ့်မယ်။ဇော်လာနေ့ရက်နေ့မှာလဲညီနောင်မဟာမိတ်သုံးဘွဲ့ဟာငလင်ဘေးကေဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာတစ်ဖက်သက်အဖြစ်ခက်ရည်စဲခြင်းကိုဇော်လာကုံအထိတိုးမြင့်ကြောင်းထုတ်ပြန်ခဲ့ပါတယ်။အဆိုပါထုတ်ပြန်ချက်နဲ့တရုတ်အထူးကိုယ်စားလှယ်တင့်ရှိကျွန်းရဲ့ထိုးစစ်များရက်တံရဖီအားပေးမှုတည်င်းများကရှေ့စဉ်နောက်စဉ်ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။အပြစ်ရဲ့ကျင်ညာပြီးကြောက်ဖြူမြို့မှာလက်တလော့အေးအေးရဲ့ထိုးစစ်များရက်ဆိုင်ထားတယ်လို့ကြားသိရပါတယ်။ ို့တော်လက်တညဝရီရေတက်ဌာနချုပ်အမှတ်32ရေတက်ရင်ခလာရ34နဲ့ပင်လယ်ပြင်ထဲမှာရှိတဲ့စစ်ရေရင်များကအေအေတက်ရှိနိုင်တဲ့နေရာများကိုလက်နက်ကြီးများနဲ့နေစဉ်ပစ်ခတ်နေတယ်လို့ဆိုပါတယ်။ထို့ကြောင့်ရံပြေကျွန်းတောင်ပိုင်းကိုကန့်လန့်ဖြတ်သွယ်တန်းတိစောက်ထားတဲ့တဘာဝတန်းွေပိုင်လိုင်းလမ်းကြောင်းပေါ်လက်နက်ကြီးကြီးမတော်တဆကြောက်ရောက်ပြီးပိုက်လိုင်းပေါက်ကွဲနိုင်တဲ့အခြေအနေမြန်မာတီကိုလည်းမြေပုံလေးလာချက်အရာမှန်းဆနိုင်ပါတယ်။တရုတ်အကျိုးစီးပွားကိုအကြီးအကျယ်ဆုံးထိခိုက်နိုင်တဲ့ကြောက်ဖြူထိုးစဉ် ရံမြဲမျိုးကိုအေးအေးသိမ့်ပိုက်ထားဒီမှာတစ်နှစ်ကျော်ရှိပြီဖြစ်ပါတယ်။ထို့ပြင်ရံမြဲကျွန်းမှာကုန်းလန်းထွက်ပေါက်ဖြစ်တဲ့ကြောက်ဖြူမအီတောင်ကုန်းအဝေးပြေးကားလန်းကြောက်ဖြူမအီအန်းအဝေးပြေးကားလန်းအန်းနဲ့တောင်ကုန်းမြို့များကိုအေးအေးကသိမ့်ပိုက်ထားပြီးဖြစ်ပါတယ်။ထို့ကြောင့်ကြောက်ဖြူဟာအေးအေးတက်ဖွဲ့များဝိုင်းပတ်ပိတ်ဆို့ခြင်းခံထားရတဲ့အတွက်ရေလန်းထွက်ပေါက်နဲ့လေကြောင်းလန်းတာရှိပါတော့တယ်။ကြောက်ဖြူဒိုးစင်မတိုင်းမီအထိမြို့ပေါ်မှာရှိတဲ့စစ်ကောင်စီရဲ့ခမရ၅လေးနဲ့ခမရ၅လေး၃နဲ့ ခမရ34တက်ရင်များရေးတက်ရင်30နှစ်နဲ့ရခိုင်ကမ်းရိုးတန်းလုံခြုံရေးအကြီးဆုံးရေးတက်စခန်းဖြစ်တဲ့တညဝရီရေးတက်ဌာနချုပ်တို့ဟာကြောက်ဖြူမျိုးအီအီလက်အောင်မကြောက်ရွံ့တရုတ်နိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများကိုကာကွယ်ရေးခန့်စစ်အနေထားပြင်သာရှိနေခဲ့ပါတယ်။ရခိုင်ကပြုလုပ်ခဲ့တဲ့ရန်ပြင်းမျိုးကိုပြန်လည်သိမ်းပိုက်ရေးကြီးရည်လေတံမြန်ထိုးစစ်များကလည်းမအောင်မြင်ခဲ့ပါဘူး။ကြောက်ဖြူထိုးစစ်ဟာတပ်တန်း16နှစ်တာရှိသေးတဲ့အီအီတပ်ဖွဲ့အတွက် စစ်ကောင်စီနဲ့တရုတ်အစိုးရကိုတပြိုင်တည်းထိုးစစ်ဆင်တကယ်သူဖြစ်နေပါတယ်။အကယ်၍အေအေဟာတရုတ်ဖိအားကိုဂရုမစိုက်ပဲကြောက်ဖြူမျိုးသိန်းထိုးစစ်ကိုဆက်လက်ဆင်နွှဲမယ်ဆိုရင်ရင်းဟာ2021ခုနှစ်စစ်အာဏာသိမ်းချိန်မှစ၍တရုတ်အကျိုးစီးပွားကိုအကြီးအကျယ်ဆုံးထိခိုက်မဲ့စစ်ပွဲကြီးဖြစ်လာပါလိမ့်မယ်။ထို့အတူကြောက်ဖြူမျိုးကိုအေအေသိမ်းပိုက်နိုင်ရင်စစ်ကောင်းဆောင်မင်းအောင်လှိုင်နဲ့တရုတ်ကောင်းဆောင်များအကြဆက်ဆံရေးအပေါ်ကြီးမားတဲ့အကျိုးတက်ရောက်မှုများဖြစ်ပေါ်လာပါလိမ့်မယ်။ရုရှားခီးစဉ်အတွင်း တရုတ်တမရရှီကျင်းဖင်ကမင်းအွန်လိုင်းကိုတွေ့ဆုံခဲ့ပြီးမြန်မာနိုင်ငံမှာရှိတဲ့တရုတ်အကျိုးစီးပွားများကိုအကာအကွယ်ပေးရန်တောင်းဆိုခဲ့ပါတယ်။မင်းအွန်လိုင်းကလည်းအတက်နိုင်ဆုံးကာကွယ်ပါမယ်လို့ကတိပေးခဲ့ပါတယ်။ကြောက်ဖြူကိုစစ်ကောင်စီတက်လက်လွတ်လိုက်ရပါကမကန်မန်းနိုင်တဲ့တရုတ်ဖီအားများကိုမင်းအွန်လိုင်းရင်ဆိုင်ရပါလိမ့်မယ်။ကျောက်ဖြူထိုးစင်ဟာအင်းအီခေါင်းဆောင်ထွန်းမြတ်နိုင်ရဲ့ခေါင်းဆောင်မှုကိုအကြီးမားဆုံးစမ်းသပ်မဲ့စစ်ပွဲဖြစ်လာပါလိမ့်မယ်။လာရှိုးတင်ငန်းစာကိုရယူထားပြီးဖြစ်မယ်လို့ယုံကြည်ရတဲ့ထွန်းမြတ်နိုင်ဟာကျောက်ဖြူထိုးစစ်ကိုအောင်နိုင်ပါက တရုတ်ပြည်အားကိုပြတ်သားစွာအန်တုဆန့်ကျင်နိုင်တဲ့တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းအဖြစ်ရခိုင်ပြည်သူများသာမကတနင်္ဂနွေလုံးမှရှိတဲ့ပြည်သူတရေလုံးရဲ့လေးစားခုံပြုမှုနဲ့အတူလက်နက်ကိုင်တော်လှန်ရေးရဲ့တပ်ဦးနေရာမှဥဆောင်မှုအခမ်းကဏ္ဍကိုရယူနိုင်သည့်အထိတက်လန့်နိုင်လာမှာဖြစ်ပါကြောင်းသုံးသပ်တင်ပြလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လှန်ရေးသတင်းထူးများနဲ့ပြန်လာခဲ့ပါမယ် မြန်မာပြည်သူပြည်သားအပေါင်းအကြက်ဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုအချင်းတို့တွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်တရင်ဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ။